တနေ့မှာတော့ကဘာပေါ်မှာထူးဆန်းတဲ့တိုက်ကြီးတစ်ခုပေါ်လာခဲ့ပါတယ်။အဲ့ဒီတိုက်ကြီးကတော့လွန်သားရလှပပြီးတော့ကဘာပေါ်မှာဘယ်နေရာမှမတွေ့နိုင်တဲ့ရဟန္တာတွေနဲ့ရှားပါးပစ္စည်းတွေနဲ့ပြင်းထန်နေခဲ့ပါတယ်။ဒါပေမဲ့ချုံမြင်မှုနောက်မှာခါတိမှုဆိုတာပါလာတတ်တယ်လို့ပဲ။အဲ့ဒီတိုက်ကြီးမှာရဟန္တာတွေရှိပေမဲ့အရန်အနေများတဲ့မိစ္ဆာတွေလည်းရှိနေခဲ့ပါတယ်။အဲ့ဒီမိစ္ဆာတွေကတော့ပြောမပြတတ်တော့အင်အားကြီးမှပါတယ်။ဒါကြောင့်လူသားတွေကလူရုံစုဆောင်ပြီးတိုက်ခိုက်ရင်တင်ပေးကမာကမေးတိုက်ကြီးစီဆေးလုခဲ့ကြပါတယ်။အဲ့ဒီလိုဆွမ်းရည်ရှိသူတွေတော့အင်္ဂလာစူးစမ်းရှာဖွေသူများလို့ခေါ်ကြပါတယ်။ ဇလန်းဆာမှာတော့ကျွန်တော်တို့ရဲ့ MC အင်ယိုဆိုတဲ့လူငယ်လေးနဲ့စတင်ပါတယ်ပုံမှန်အဖြစ်သူကအားနည်းတဲ့တာမန်လူတစ်ယောက်လို့ထင်ရပေမဲ့အမှန်တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးသူက0ဆိုတဲ့သူ့ရဲ့လမ်းထောက်နဲ့တူမာကမဲတကြီးမှာတာဝန်တွေထမ်းဆောင်မှုရုံးငန်းလေးတစ်ခုဖွင့်ထားပါတယ်တနည်းတော့ပုံမှန်ရက်တရက်လိုပဲအင်ယိုကနိုးလာခဲ့ပြီးမနှက်ဆဆားနေတော့မှာပဲရုတ်တရက်တကားခေါက်တန်ကြားလိုက်ရပါတယ်0တကားဖွင့်လိုက်တဲ့ခါမှာတော့ကလေးလေးတယောက်တွေးလိုက်ရပါတယ်ဘာစကားမှမပြောရသေးရင်မှာပဲသူကစကားတစ်ခုပြောမလို့ရှိသေးတယ်တတိလက်သွားခဲ့ပါတယ်ဒါကြောင့်0ကသူ့အထက်ခေါက်သွားပြီးတတိယလာတဲ့အချိန်ထိုင်ဆောင်းနေလိုက်ပါတယ် သူသတိရလာတဲ့ခါမှာတော့အင်ယိုနဲ့စကားပြောပြီးတော့ကောင်လီကတော့သူ့နာမည်ကခရစ်လို့ပြောပြပါတယ်။သူကအကူညီလိုလို့ဒီကိုလာတာပါ။အင်ယိုကဘာကူညီရမလဲလို့ပြီးတော့ခရစ်ကသူ့ကိုအတွက်အကူညီလိုလို့ရောက်လာတယ်လို့ပြောလိုက်ပါတယ်။လုံးခဲ့တဲ့အချိန်တော်ကြာသူ့ဖေအမေနဲ့အကိုတို့၃ယောက်စလုံးကအပူ9မြေလို့ခေါ်တဲ့စီတမျိုးရှာပွေဖို့မကမဲတိုက်ကြီးရှိသွားခဲ့ပါတယ်။အဲ့ဒီဆရာဘလို့ယောဂမျိုးမဆိုးပျောက်ကင်းစေနိုင်တယ်လို့ပြောကြပါတယ်။ဒါကြောင့်သူမိဘတွေကသူ့ရဲ့ရှားပါးတဲ့ယောဂကိုကုသဖို့အတွက်အဲ့ဒီဆီကိုသွားရှာခဲ့တာပါ။ အဲ့ဒီယောဂရဲ့လက္ခဏာတွေကတော့ခန္ဓာကိုယ်အားနေပြီးပိန်လီနေတာကိုကြည့်ရင်သိနိုင်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူတို့သွားပြီးကြတဲ့ကဘယ်သူမှပြောမလာခဲ့ကြပါဘူး။ကောင်းလေးကလည်းသူစကားကိုဆက်ပြောနေရင် "तू ကအဲ့ဒီယောဂကြောင့်ခဏခဏလေးကြပြီးတတိလစ်သွားတတ်တယ်"လို့ပြောပြပါတယ်။ဒါပြင်ယောဂကသူ့ခန္ဓာကိုယ်နဲ့ပြန့်နေပြီးတော့မကြခင်တည်တော့မယ်လို့လည်းပြောပါတယ်။အင်ယူကလည်းအဲ့ဒီစကားတွေကြပြီးစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ခရစ်ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ အကြောင်းနှစ်ခုကြောင့်ပေါ့ပထမတစ်ခုကတော့ခရစ်ကိုတနာလို့ဖြစ်ပြီးတော့နောက်တစ်ခုကတော့အဲ့ဒီဆရာဈေးကောင်းရမယ်လို့ထင်လို့ပါဒါကြောင့်သူတို့နှစ်ယောက်ကလည်းအပေါ်တက်ကိုတက်သွားပြီးရဟန်းရှင်ကိုစီးကတိုက်ကြီးရှိတဲ့နေရာကိုဦးတည်ပြီးထွက်ခွာသားကြပါတယ်ခဏကြာမှတော့သူတို့ရောက်သွားကြပါတယ်ဘလို့လို့ဒီလောက်မြန်မြန်ရောက်သွားလဲလို့မေးရင်တော့မာကမဲတက်ကြီးကသူတို့တွေနေထိုင်နေဘေးမှာပဲတရှိနေတာကြောင့်ပေါ့ပါသူတို့နှစ်ယောက်လုံးရဟန်းမော်အဆင်မြင်းစီးကတောအုပ်ရန်ဤဆုံးနေရာကိုသွားကြပါတယ် တောကိုမြင်လိုက်ရတဲ့အခါမြင်းကကြောက်ပြီးဆက်မသွားနိုင်တော့တာကြောင့်မြင်းဘဝဆင်းလိုက်ကြပြီးလမ်းလျှောက်သွားကြပါတယ်။သူတို့ဆက်လျှောက်နေတော့မှပဲရုတ်တရက်ခရစ်ကတော့မြေပေါ်လဲချန်သွားပြီးမထားနိုင်ဘူးလို့အင်ယိုပြောပြပါတယ်။ဒါကသူကတော့သူနာတဲ့ကဂျုံမန်တဲ့ချက်ကနေစဉ်ဇီးရိုးကိုအပြန့်ဖြေနိုင်တဲ့အသီးတစ်မျိုးပို့ပေးဖို့ပြောလိုက်ပါတယ်။ဇီးရိုးကတော့ရုံးခန်းထဲမှာရှိနေပေမဲ့အဝေးထိန်းစနစ်နဲ့စီယောတရုတ်ကိုမောင်းနှင်နေပြီးတော့အင်ယိုကူညီပေးနေတာသိလိုက်ရပါတယ်။ဇီးရိုးကတော့သူ့အသီးပေးလိုက်ပြီးတော့အင်ယိုကတော့အဲ့ဒီအသီးကိုခရစ်ကိုပေးလိုက်ပါတယ်။ ကရိကရောအဲ့ဒီဒီကိုစားလိုက်တာနဲ့အာအင်းနဲ့ချက်ချင်းပြန်ပြေးလာခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဒီကထူးခြားတဲ့ဒီတမျိုးမှုလို့ပါ။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကခီးဆက်ကြပါတယ်။ယုတ်တိကသူတို့ကထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်။တောအုပ်ထဲကိုတေးချကြည့်လိုက်တော့အကူကြီးတောင်းတဲ့လူတယောက်တွေ့လိုက်ရပါတယ်။ကရိကရောသူ့ကိုမြန်မြန်သွားကူညီရအောင်လို့ပြောတော့အင်ယူကတော့အဲ့ဒီလူနဲ့တလှမ်းတိုးလိုက်တာနဲ့မသိမယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒါထောင်ချောက်တစ်ခုမှုလို့ပါ။အဲ့ဒီအချိန်မှာပဲအင်ယူကလည်းအဲ့ဒီလူစီကြောက်တုံတုံပြစ်လိုက်ပါတယ်။ကြောက်တုံမြေပေါ်ကျတာနဲ့ဘုံဆုပ်ပြီးအလွန်ကြီးမားတဲ့ပြည့်စက်အုပ်ကြီးပေါ်လာခဲ့ပါတယ်။ အင်ယောကတော့အဲ့ဒီပိတ်ရက်စိတ်တွေကလူကိုထိန်းချုပ်ထားပြီးသူ့ကိုတားငေါင်ဖြစ်အသုံးပြုနေတာလို့ခရစ်ကိုပြောပြပါတယ်။ဘသူပဲအနာကက်လာလားသူတို့ကိုစားဖို့အတွက်ပါ။ဒါကြောင့်ခရစ်ကတော့အလွန်တုံ့နှုတ်သားခဲ့ပါတယ်။အင်ယောကတော့ဒါအဆပဲရှိသေးတယ်။ဒီတဲ့ပူဆိုတာကြံသေးတယ်လို့အပိစကားလေးပြောလိုက်ပါတယ်။ခရစ်ကတော့သူ့ကိုပြန်ပြောပြီးတော့ဒါဆိုအဲ့ဒီလိုမကယ်တော်ဘူးလားလို့မေးလိုက်တော့အင်ယောကလည်း အင်းလို့ပြောလိုက်ပြီသူတို့နှစ်ယောက်လည်းအဲ့ဒီနေရာထွက်သွားခဲ့ကြပါတယ်ဒါပေမဲ့တကယ်တော့အင်ယူကအဲ့ဒီလိုကဲတင်ပြီးတော့အကောင်တွေကိုသူ့ရဲ့အလွန်အားကောင်းပြီးလှည့်မြန်တဲ့ကျိုးတွေနဲ့တပ်ပစ်ခဲ့ပြီးပါပြီဒါပေမဲ့ခရစ်ကိုသူ့ရဲ့စွမ်းရည်လိုမသိစေချင်လို့လိန်ပြောခဲ့တာပါဘာဖြစ်ဖြစ်အဲ့ဒီအချိန်မှာအင်ယူကတော့ခရစ်ကိုမင်းရဲ့ကိုယ်ကရှေ့မှာရှိနေတယ်လို့ပြောလိုက်ပါတယ်သူအဲ့ဒီလိုတီးတဲ့အကြောင်းကတော့စူးစမ်းရှာဖွေသူတွေကိုရှာဖွေနိုင်တဲ့ကရိယာကြောင့်မို့လို့ပါဒါကြောင့်အင်ယူကလည်းခရစ်ကိုအဲ့ဒီမှာစောင့်နေဖို့ပြောလိုက်ပြီသူကအလွန်ကြီးမားတဲ့ငှက်အုပ်ကြီးကိုတပ်ဖို့တွားနေတာသိလိုက်ရပါတယ် သူအဲ့ဒီနေရာကိုရောက်တာနဲ့သူ့ရဲ့ကြိုးတွေနဲ့အပြင်းပြင်းတက်ခိုက်ပြီးငှက်တရီကိုတပ်ပစ်လိုက်ပါတယ်။တပတ်မှာတော့ခရစ်ကတစ်ပိနေကြမှာပုံနေပါတယ်။ဒါမဲ့ရုတ်တရက်လူတယောက်ကိုတွေ့လိုက်ရတော့အင်ယိုကမိစရယ်တက်ပြီးပြန်လာပြီလို့ထင်ပြီးသူ့ကိုလှမ်းခေါ်လိုက်ပါတယ်။ဒါမဲ့အန်အော့စီယာကောင်းတာအဲ့ဒီလိုကအင်ယိုမဟုတ်ပဲခရစ်ရဲ့ကိုဖြစ်နေပါတယ်။သူတို့နှစ်ယောက်တွေ့ဆုံကြတော့အန်အော့တုံလုံးသွားကြပါတယ်။ဒါမဲ့ခရစ်ရဲ့ကိုကတော့လာငါမျိုးတခုပြချင်တယ်လို့ပြောပြီးထူးဆန်းတဲ့နေရာတစ်ခုစီခေါ်သွားခဲ့ပါတယ်။သူကတော့ဟိုမှာကြီးအဲ့ဒါဆေးပေးမယ်လို့ပြောလိုက်ပါတယ်။ ရိသာအားတော်ကြီးလိုက်တဲ့ခါမှာအဟောသွားပြီးတော့အဲ့ဒီနေရာမှာရက်တန့်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အပင်အဝံမရေတွက်နိုင်တဲ့လူရိုးတွေအများကြီးကိုမြင်လိုက်ရလို့ပါပဲ။သူ့ကိုကတော့အေးအဲ့ဒီအပင်ကအလောင်းနေပုံမှာပဲပေါက်လာတယ်လို့ပြောလိုက်ပါတယ်။ကရိသာဘာပြောမှမသိအောင်ဖြစ်နေတော့သူ့ကိုကသူ့နားကိုတဖြည်းဖြည်းချီကပ်လာပြီးတော့အယိုးတစ်ခုနဲ့ထိုးလိုက်ပါတယ်။ ခရစ်ကလည်းအဲ့ဒီနေရာမှာရက်တန့်တော့ဒါငါ့ကိုထိုးနေရလားငါအိမ်မက်မက်နေရလားလို့တွေးနေပါတယ်။ဒါမဲ့ကံမကောင်းကလည်းပဲခရစ်ကအိမ်မက်မက်နေရမဟုတ်ပါဘူး။သူ့ကိုကတကယ်သူ့ကိုထိုးနေတာပါ။ဒါပြင်သူ့ကိုကပုံမှန်တိုင်းပဲဘာမှသူ့ကိုထိန်းချုပ်ထားတာမဟုတ်ပါဘူး။ဘာလို့သူ့ကိုကအဲ့ဒီလိုလုပ်နေရလဲဆိုရင်တော့ဆေးပင်ရဲ့အကျိုးကျေးဇူးတွေထဲမှာဘလူးယောဂမျိုးမျိုးဆိုပျောက်ကင်းစေနိုင်တဲ့ပြည်ဒီဟာနဲ့တူလူဆိုတော့လောဘတွေပါပါလာတတ်ပါတယ်။ဒါကြောင့်ဒီပေရအတိကိုအေပိုနိုင်းမျက်ရည်လို့ခေါ်ကြတာပါ။ဒီအပင်ဟာပွင့်ပြီးတော့အတီးတီးဖို့အတွက်အလောင်းနေအများကြီးလိုအပ်ပါတယ်။ဒါကြောင့်ခရစ်ရဲ့အကူကတော့အဲ့ဒီလိုလုပ်ခဲ့တာပါ။ အဲ့ဒီချိန်မှာပဲကရစ်ကတော့မြေပေါ်လဲကျသွားပြီးတေကန်နီးနေပါပြီ။သူ့တွေးတဆက်မြေပေါ်ကျတာနဲ့အပင်အဆုပ်ယူလိုက်ပြီးပွင့်သွားခဲ့ပါတယ်။သူ့ကိုအပင်နဲ့အတီးကိုယူလိုက်ပြီးနောက်ဆုံးတော့ရပြီလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူစကားပြောနေတော့ကရစ်အတောင်ကျလိုက်ရတော့သူ့ကိုတက်ပြစ်ဖို့ပြန်ဆင်းလာပါတယ်။အဲ့ဒီချိန်မှာပဲအင်ယိုကတော့အဲ့ဒီနေရာရောက်လာပြီးကရစ်ကိုဆွဲယူတာသူ့ကိုနောက်ကိုတွန်းထုတ်လိုက်ပါတယ်။ကရစ်ကလည်းနောက်ဆုံးထပ်သမတရင်ကျွန်တော်ကိုကယ်ပေးပါသူတခုခုထင်းချောက်ထားတာတည်ကြတယ်။သူကအသက်ရှင်ရှင်နေရမှာကျွန်တော်ကဘာဖြစ်ဖြစ်တည်မှာပါပဲလို့အင်ယိုပြောပြလိုက်ပါတယ်။ အီယွန်နဲ့ဇီရိုကလည်းအဲ့ဒီစကားတွေကိုကြားပြီးအရန်ဝမ်းနေသွားခဲ့ပါတယ်။အဲ့ဒီစကန်ပိုင်းတွင်မှာခရစ်ကတော့နောက်ဆုံးထွက်သက်ကိုရှူထုတ်ပြီးတေဆုံးသွားခဲ့ပါတယ်။သူကတော့နောက်ဆုံးတော့သူတေသွားပြီလို့ပြောလိုက်ပါတယ်။သူစကားမဆုံးခင်မှာပဲအီယွန်ကတော့အလွန်ပြင်းထန်တဲ့လက်သီးနဲ့ထိုးလိုက်တာကြောင့်ဟိုဘဲလည်းပေတီယာလောက်လွင့်ထွက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအီယွန်ကလည်းခရစ်ရဲ့မိဘတွေရဲ့အလောင်းကြီးကိုတွေ့လိုက်ရပါတယ်။ ဒါကြောင့်ဒီမအေဘီလေးကတော့သူ့ပြင်တဲ့မေကိုလည်းတတ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ဒီအဲ့ဒီချိန်မှာပဲအင်ယိုကလည်းသူ့ရဲ့နာကိုတဖြည်းဖြည်းချိကက်သွားခဲ့ပါတယ်။ဒါပေမဲ့သူကတော့ save ကိုအမြန်စားလိုက်တာကြောင့်သူ့ရွယ်စားနဲ့အင်အားအလွန်ကြီးမားလာပါတယ်။သူကတော့အင်ယိုကိုအပြင်းပြင်းနဲ့တတ်ခတ်လိုက်ပေမဲ့အင်ယိုတော့ဘာမှမဖြစ်စေပါဘူး။ဒါကြောင့်အင်ယိုလည်းအလွန်အားကောင်းတဲ့တက်ခတ်မှုတုံးပြီးတောအုပ်ရဲ့အစွန်ထိပြုတ်လွတ်လိုက်ပါတယ်။ပြီးတော့သူကအဲ့ဒီကိုသွားပြီးသူ့ရဲ့တက်ခတ်မှုတွေနဲ့စတင်လိုက်တာဘုံစုပ်ကြီးရိုက်ချလိုက်ပြီးသူ့ကိုတက်ပစ်လိုက်ပါတယ်။ နောက်ဆုံးတော့အဲ့ဒီလူယုံမှာတည်သွားခဲ့ပါပြီ။ပြီးတော့ကျွန်တော်တို့ရဲ့ MC ကလည်းအဲ့ဒီနေရာကနေဆုံးခွာပြီးခရစ်တက်အရန်ဝန်းနေနေတဲ့စိတ်နဲ့လမ်းလျှောက်ပြီးထွက်သွားခဲ့ပါတယ်။ တဖက်မှာတော့မကမဲတိုင်းမှာဘာရေလုံးနေလဲမသိရတဲ့စမ်းသပ်မှုတွေလုံးနေတဲ့တိပ္ပံပညာရှင်တစုကိုတွေ့ရပါတယ်။ဒါမဲ့ရုတ်တရက်ပဲအချက်ပေးတံမီလာခဲ့ပါတယ်။တခွဲခန့်ရဲ့မန်နေဂျာမိုရီကဘာဖြစ်နေလဲဆိုတာသွားကြည့်လိုက်တော့ဝုံအိုဂျီတခုကတခွဲခန့်ဝန်ထားတာတွေ့ရပြီးတော်တော်အံ့ဩသွားပါတယ်။ကျွန်တော်တို့ရဲ့ MCIO ကတော့သူ့ရဲ့ရုံးကောင်ပြန်ရောက်နေခဲ့ပါပြီ။ခနာနာပြီးနဲ့နောက်မှာတကားခောက်တန်ကြလို့0ကတကားဖွင့်လိုက်တော့ချစ်စရာကောင်းတဲ့မင်္ဂလိတယောက်တွေ့လိုက်ရပါတယ်။0ကတော့သူ့ဝင်ခွင့်ပေးလိုက်ပြီးသူမှလည်းဝင်လာပြီးထိုင်လိုက်ပါတယ်။ ပြီးတော့သူမကတော့အင်ယိုကျွန်မဒီယိုလာလာကျွန်မဖိနေပတ်သက်တဲ့ပြဿနာတစ်ခုကြောင့်ပါသူကမကမဲတိုင်းမှာရှိတဲ့တခွဲကမှအလုံးလုံးနေတော့ရုတ်တရက်တခွဲကကိုတိုက်ခိုက်ခံရပြီးတော့ရက်ဆက်တဲ့တိုင်းရဲတွေကတရားတန်အညီဝိုင်းထားလိုက်ကြတယ်လို့ပြောလိုက်ပါတယ်အင်ယိုကတော့အဲ့ဒီကုမ္ပဏီရဲ့နာမည်ကိုကြားလိုက်တာကြောင့်ငါခုမင်းကိုမကူညီနိုင်သေးဘူးအလုံးရှုံနေလို့လို့ပြောလိုက်ပါတယ်ဒါပေမဲ့မင်းကလေးကကျမတို့ကုမ္ပဏီကနာမည်ကြီးပြီးအင်အားကြီးပြီးမဲ့ဒီလောက်ကိုမင်းရလွယ်ပြီးယုံကြည်ရတဲ့လူမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်အင်ယိုကလည်းအလုပ်ကိုလက်ခံလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ယောက်လေးရင်စည်းဖို့နေရာကိုသွားကြပါတယ်။ အဲ့ဒီလင်းကတော့ Mori ရဲ့ company ပိုင်းလင်းဖြစ်ပြီးပြဿနာဖြေရှင်းဖို့တွားနေလက်နက်ကင်အဆောင်ချိုလဲပါသွားပါတယ်။ Emily ကတော့သူမအဖေရဲ့လုံခြုံရေးကြီးခဲ့တဲ့တွေ့တော့သူကတော့ဒါကဘာတူလဲလို့မေးပါတယ်။သူမကတော့ဒါသူမရဲ့မောင်လေးလို့ပြောပြပါတယ်။ဒါကြောင့်သူကတော့ကောင်းပါပြီလို့ပြောလိုက်ပါတယ်။သူထွက်သွားပြီးတဲ့နောက်မှာတော့အင်ယောကဘာကြောင့်အဲ့ဒီလိုပြောရလဲလို့မေးတော့ဒစိမ့်နေလင်းပေါ်တက်ခွင့်မရှိလို့ကျမလင်းပြောတာပါလို့ပြောလိုက်ပါတယ်။ဒါကြောင့်အင်ယောကလည်းကိစ္စမရှိပါဘူးလို့ပြောပြီးသူမနဲ့သူလင်းပေါ်တက်လိုက်ပါတယ်။သူကတော့0ကိုဖုံးဆက်လိုက်ပြီးသူ့နောက်ကိုလိုက်လာပေါ်အလိုလျောက်မောင်းနေနိုင်တဲ့စီယိုကိုစတင်ပေါ်အမိန်ပေးလိုက်ပါတယ်။ 0ကလည်းအဲ့ဒီ download လိုက်ပါတယ်ခဏကြာမှတော့လင်းရတခွဲကန်းနားကိုရောက်လာပြီးဝက်ဝက်နေရောအပြင်းနဲ့ကြီးစံနေနဲ့ပြစ်ဆက်ပြီးတက်ပစ်လိုက်ပါတယ်အီယူကတော့တခုခုမှားနေရလို့ခံစားလဲရပါတယ်ဘာလို့ဝက်ဝက်နေရတခွဲကန်းနဲ့ဝင်မှုကြိုးစားနေလဲဆိုတာပါအဲ့ဒီအချိန်မှာပဲမွေးရီရဲ့စစ်သားတွေကတော့လေရင်ပေါ်ကနေလေဒီနဲ့ဆင်းလာပြီးဝက်ဝက်နေရတခေါင်းမိတစ်ခေါင်းတက်ပစ်လိုက်ပါတယ်သူတို့အားလုံးတက်ပြီးတဲ့နောက်မှာတော့0ကတော့အင်ယိုရှီကိုအေးအားမသားကြီးတစ်ခေါင်းလာနေရလို့တရင်ပို့လိုက်ပါတယ် ဒါကြောင့်သူကတိုင်းရိုက်ထုံးလင်းမှုဖွင့်လိုက်လို့ပြောလိုက်ပါတယ်ဂျီရိုကထုံးလင်းမှုပြလိုက်တဲ့အခါတိုင်းရပေါ်လာပြီးအဲ့ဒီတိုင်းရတော့အင်အားကြီးတဲ့တိုင်းရစကဲဖြစ်ကြောင်းသိလိုက်ရပါတယ်အမလီယာကတော့သူ့အတွေ့တော့တော်တော်အံ့ဩသွားပြီးဒီလောက်အားကောင်းတဲ့တိုင်းရတကောင်ဘာကြောင့်ဒီလိုရောက်လာလဲလို့မေးလိုက်ပါတယ်ဗီယူကတော့ဝဝန်တီတဲ့သူအင်းနံကြောင့်ရောက်လာတယ်လို့ပြောပြလိုက်ပါတယ်အဲ့ဒီချိန်မှာပဲတိုင်းရကတခွဲကန်းစီကိုအင်အားမကြောက်တုံးလေးပြလွတ်လိုက်ပါတယ်အဲ့ဒီကြောင့်တုံးလေးရတဲ့စစ်သားတွေကိုထိမှန်ပြီးတခါတလေတွင်းမှာပဲတည်ကုန်ကြပါတယ် ီးသားနဲ့စစ်သားတွေအားလုံးလည်းအရှင်းခံလာရပါတယ်ဒါပေမဲ့တားရင်ကတော့အဲ့ဒီနေရာမှာမရက်ပါဘူးအီယူရိုစီးလာတဲ့လင်းယုံမှာအရာမကြောက်တုံးတွေအများပြားပြစ်လွတ်နေပါတယ်လင်းယုံကကြောက်တုံးတွေကိုကြည်စံနဲ့ပြစ်ပြီးရှောင်မှုကြိုးစားနေပါတယ်ပီးသားနဲ့ဒုံးပြေအောင်တားရင်ကိုပြစ်လိုက်ပြီပဲကံမကောင်းကနေပဲဒုံးပြေအောင်မပေါက်ခွဲသွားခဲ့ပါဘူး ။လေရင်ကတော့ကြောက်တုံးလေးကိုပြစ်ပြီးရှောင်းနိုင်ခဲ့ပါတယ်။အင်ယူကတော့အဲ့ဒီအရာအလုံးစောင့်ကြည့်နေပြီးတော့အခုချိန်မှာဘာမှမလုပ်ချင်ပါဘူး။ဒါပေမဲ့ကံမကောင်းစွာနဲ့မဖြစ်တော့ပါ။သူကလေရင်တကောက်ဖွင့်လိုက်ပြီး Amelia ကတော့ငောက်ကင်ထားလို့ပြောလိုက်ပါတယ်။မင်းကလေးကတော့သူ့ကိုဖတ်ထားပြီးအင်ယူကလည်းလေရင်မွားနဲ့ခုန်ချပြီးမြေပြင်ကိုဆင်းလိုက်ပါတယ်။ပြီးတာနဲ့ချက်ချင်းပဲသူကသူ့ရဲ့အထူးစွမ်းရည်နဲ့လုံးကြီးပစ္စည်းတစ်ခုကိုဖန်တီးလိုက်ပါတယ်။ဘာလို့လဲဆိုတော့အင်ယူရဲ့စွမ်းအစစ်ကဘာမှမရှိတဲ့ယာနီဘာမှမဆိုဖန်တီးနိုင်စွမ်းပါတယ်။အဲ့ဒီချိန်မှာပဲအင်ယူကလည်းထူးဆန်းတဲ့ယာတစ်ခုကိုခံစားလိုက်ရပါတယ်။ အဲ့ဒီမှာတော့အာအသိဉာဏ်စီကသူကောင်းတွေမှာအတွေးတွေပေါ်လာပါတယ်။အရာအလုံးတက်သူကဖိရက်တွေဆက်ဆက်ပြီးဒီမှာဘာဖြစ်နေလဲဆိုတာသဘောပေါက်သွားပါတယ်။ဒါနဲ့သူကလည်းအမလီယာဒုံပြန်လုံကရိယာအတက်သွင်းမှုပြောပြီးတားရဲရဲထိတ်မှသွားရက်လိုက်ပါတယ်။ပြီးတော့သူက loss speaker ကနေမင်းရဲ့တစားကန်နေမလို့မင်းတို့ကတက်ပြမယ်လို့သိပ္ပံပညာရှင်တွေကိုပြောလိုက်ပါတယ်။မူရီယာလည်းအဲ့ဒီစကားကိုကြားပြီးတော်တော်အံ့ဩသွားပါတယ်။ပြီးတော့သူကအင်ယိုရဲ့မျက်နှာတေချာကြည့်လိုက်တဲ့အခါမှာတော့သူယုံကြည်တဲ့လူနဲ့အရန်တူတာသတိလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲသူကတစားကန်နေအားလုံးလှုပ်ပေးဖို့မိန်ပေးလိုက်ပြီးတော့သူတောင်းဆိုသမျှအကုန်လုံးပေးမယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲတာကြီးကရန်တော့သားထွက်သွားပြီးအင်ယိုခါချပြီးတော့သူ့နောက်ကိုလိုက်လာပါတယ်။ဂန်နဲ့အင်ယိုကလည်းသူ့ဘောကနေဆင်းလိုက်ပြီးတောအုပ်ထဲဝင်သွားကအမလီယာတော့ချက်ချင်းပဲဒုံးပြောင်တက်သွင်းလိုက်လို့ပြောလိုက်ပါတယ်။ပြီးတော့ဒုံးပြောင်ကိုပြစ်လွတ်လိုက်ပါတယ်။ဒါမှအာအသင်းစရာတော့တာကြီးကဒုံးပြောင်ကိုရှောင်နိုင်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲအင်ယိုကတော့သူ့ရဲ့အထူးဆောင်ရည်ကိုတုံးပြီးတော့လက်နဲ့တူတဲ့ရာတစ်ခုဖန်တီးလိုက်ပါတယ်။ပြီးတော့အဲ့ဒီလက်နဲ့ပဲတာကြီးကိုဒုံးပြောင်စီကိုပြန်သွင်းလိုက်ပါတယ်။ဒါကြောင့်ဒုံးပြောင်သူ့ကိုတိုက်မိပြီးအပိုင်းပိုင်းပြိုကွဲသွားခဲ့ပါတယ်။ ။ကပတ်မှာတော့မိုလီကတော့သူ့လုံနေအကြောင်းမဖွင့်အမောက်သဘောပေါက်သွားပါတယ်။ဒါနဲ့သူကဓာခွဲကန်းအောင်သွားပြီးတော့သူ့မှရှိတဲ့ဇာကန်ကိုလှုပ်ပေးလိုက်ပါတယ်။အဲ့ဒီဇာကန်ကြီးကတော့ဝုံဝုံပေါက်လေးတွေဖြစ်ကြောင်းသိလိုက်ရပါတယ်။ခုမှချင်းနေရရှင်းသွားခဲ့ပါပြီ။ဝုံဝုံကြီးတွေကသူတို့ရဲ့ခလင်းငယ်တွေဓာခွဲကန်းထဲမှာရှိနေလို့ဓာခွဲကန်းအောင်တတ်ခိုင်းနေတာပါ။အကြောင်းမဲ့တတ်ခိုင်းနေတာမဟုတ်ပါဘူး။အဲ့ဒီချိန်မှာဝဝင်ပေါ်လေးတွေကပြုံထွက်လာခဲ့ပြီးအလောင်းကြီးများရွတ်တွေ့လိုက်တော့ရံဝင်နေသွားကြပါတယ်။သူတို့ကဝမ်းနေကြအောင်မပြနိုင်ပါပဲ။သူတို့ရဲ့ထူးဆန်းတဲ့တုံ့ညီမှုနဲ့ပုံမှန်မှုတဲ့လှုပ်ရှားမှုတွေကနေကြည့်တာပါပဲ ။အရာအလုံးပြီးတဲ့နောက်မှာတော့အင်ယောကလေရင်ပေါ်တက်ပြီးသူ့အိမ်ကိုပြန်သွားနေပါတယ်။ဒါမဲ့လေရင်ပေါ်မှာတော့မျက်မှတ်တပ်ထားတဲ့လူကဝုန်းဝုန်းပေါ်လေးတွေကအရင်နှမျောစရာပဲ။သူတို့ရဲ့သွေးနဲ့အခေါင်းဆုံးကြီးစံတွေကိုလုံနိုင်တယ်လို့ပြောလိုက်ပါတယ်။အင်ယောကတော့အဲ့ဒီစကားကိုကြားပြီးဝုန်းဝုန်းလေးတွေရဲ့သွေးနဲ့သူတို့မိဘတွေတက်လိုက်တာပေါ့။မင်းတို့ကရုံးမှလိုက်တာလို့ပြောလိုက်ပါတယ်။ဟိုဘေးကတော့ပြန်ဆဲဖို့ကြံနေပေမဲ့အင်ယောကတော့တိတ်ဆန်းလို့ပြောလိုက်လို့အဲ့ဒီကအရင်ချောက်သွားပြီးပါစကားမှမပြောနိုင်တော့ပါဘူး။ပြီးတော့လေရင်ကတော့မြို့ကိုပြန်ရောက်လာပြီးအင်ယောလည်းသူ့အိမ်ကိုပြန်သွားရင်ဒီနေ့လေးလဲကုန်ဆုံးသွားခဲ့ပါတယ်။